စီစီနဲ့ရဲပေါ်တော့အဲ့ဒီမှာရှိတဲ့ဟာကိုအင်အားထောင်ကျော်လောက်နဲ့ဝင်လုံးတယ်ပါသွားတယ်ဒါစစ်တိုက်တာပါသွားတယ်ရှုံးတယ်ပေါ့ဗျာဟုတ်လားရှုံးတယ်ဆိုလို့တစ္ဆာပေါက်ပေါ့တစ္ဆာပေါက်ကဒီရွာထဲကိုရင်ဝန်းလာတော့အမှုမဲ့မဲ့အနိုင်မိပါလားပေါ့ဗျာဘယ်နေရာဝင်ရဘယ်နေရာဒီနေရာကိုတစ္ဆူကုန်းမှာတကွာပြုစစ်ချင်ပါလေဗျာနော်ပြုစစ်လာရတာလားဒီကွာနေမှာတစ္ဆာပီဒီယာထဲပေါ်ရဝင်သွားတယ်သူကနေမှာဥဆောင်ပြီးမှလာခဲ့တယ်ဘာထဲမှာဘယ်နေရာဘယ်နေရာဘယ်နေရာကဲဘယ်နေရာဆိုတော့ထောက်ထအကုန်တိရပေါ့ဗျာအတိတော့နေရာတိတော့အဲ့မှာခံလိုက်ရတယ် ဘာလုပ်နိုင်လို့လဲသူတို့ကတော့အင်းစင်စင်ဖုံးကြောက်မှလည်းနှက်တော့ကုန်ဖန့်သွားတယ်နေရရင်နဲ့နေရရင်နဲ့ဥတက်သွားတယ်ဘယ်လောက်ရှင်းတာကြာကောင်းလဲဒါကိုတိစီချင်းလို့ပေါက်ကိုတော့မေတ္တာစေတနာနဲ့ပြောပြကြီးဖြစ်တယ်တို့မျိုးနဲ့ကိုချုပ်ချက်တယ်တို့ပေါက်မျိုးကိုချုပ်ချက်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါက်မျိုးနဲ့တောင်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်အထီးခိုက်များလို့ပေါက်ကိုတော်ပေါက်ကွဲနေသည့်ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာမျိုးရီမင်္ဂလာပါဗျာဒီနေ့ဟာ9ရက်17လပိုင်း2000နဲ့မှ 25ဖြစ်ပါတယ်ဗျမျိုးတွေကိုဒီကနေ့ပေါ့ကတော့ကတော့မင်္ဂလာတစ်ကျင်းပေါ့မင်္ဂလာတစ်ကျင်းပေါ့နော်ဥစဉ်ဟိုတလောကပြောတယ်လေအလက်ကြိုင်မော်ကြီးဆိုတာအလက်ကြိုင်နှွှဲစတဲ့အဆိုတာပေါ့နော်ဥစဉ်ပြောခဲ့တာပဲနော်အဲ့တော့ပြောခဲ့တာပဲဥစဉ်တို့ကောင်းမြတ်နေတောင်းပိုင်းနော်ဝင်ကျုံနဲ့တချို့ကိုဝင်ကျုံကအင်ဂျင်90လောက်ရှိတချို့ကအင်ဂျင်100နီးပါးရှိတယ်100နီးပါးရှိတယ်ဝင်ကျုံကဝင်ကျုံဒီလိုစင်နဲ့ရဲပေါ့နော်အဲ့ဒီမှာရှိတဲ့ဟာကိုအင်အား1000ကျော်လောက်နဲ့ဝင်လုံးတယ်ပါသွားတယ် ဒါစစ်တိုက်ထားပါပါလို့ရှုံးတော့ပေါ့ဗျာဟုတ်လားရှုံးတယ်ဆိုလို့ဒါနဲ့ဒီပါဒစာလေးလက်နဲ့ကိုစီနဲ့တော့သူတို့လွမြောက်ပါတယ်ဒါတော့စာရောဆက်မှာအကုန်လုံးဒါပေမဲ့သူတို့လည်းဟောတယ်သူတို့အိမ်တွေကိုအကုန်မိရှုတယ်အိမ်တွေကိုမိရှုပလိုက်တယ်နော်ဝင်အိမ်ကြီး90လုံးကိုမိရှုပလိုက်တယ်အဲ့ဒါပြီးတော့တချို့ကုန်းကိုသူတို့ဆက်ပြီးမယ်တချို့ကုန်းကတော့ခလိုက်တယ်ကြားပေါ့ခလိုက်ရတာကဒီတချို့ကုန်းရင်းရွာရဲ့တစ္ဆာပေါက်ပေါ့တစ္ဆာပေါက်ကဒီရွာထဲကိုရင်ဝန်းလာတော့ အမှုမဲ့မနိုင်မိပါလားဗျာဘယ်နေရာဝင်ဘယ်နေရာဒီနေရာကိုပြစ်ဆိုကုန်မှာတကွာပြုစစ်ချင်ပါလေဗျာနော်ပြုစစ်လာရတာလာဒီတူကနေမှာဒီစာပီဒီအက်ထဲပေါ်ရဝင်သွားတယ်တူကနေမှာဥဆောင်ပြီးမှလာခဲ့တယ်တွားထဲမှာဘယ်နေရာဘယ်နေရာဘယ်နေရာကဲဘယ်နေရာဆိုတော့ထောက်ထအကုန်တိရပေါ်ရအတိတော့နေရာတိတော့အဲ့မှာခံလိုက်ရတယ်အဲ့မှာလည်းအကုန်လုံးကသူတို့စွပြုစစ်တွေဘက်ကအစားတွေကစွနိုင်နေများအဲ့မှာတစ်ချိုကုန်မှာဆိုလို့ရှိရင်ရေရောရှိတယ်ပြုစစ်ရောရှိတယ်စစ်သားရောရှိတယ်သူတို့စွနိုင်နေများသူတို့ခုခံနေသူတို့စွနိုင်နေများလောက်ဆောင်နေလုံးတော့ပေါ်ရအကြိုက်တိုက်ရဲ့နော် ။နောက်ဆုံးတော့အင်အားချင်းလည်းမပြတာနဲ့လက်လက်ချင်းကလည်းဒိတ်မပြတာနဲ့ဒုံးတန်ကလည်းဒုံးဒုံးတွေရောချတာပေါ့ဗျာနော်။အဲ့တော့နောက်ဆုတ်သွားရတယ်ပေါ့ဗျာ။လက်သာနောက်ဆုတ်ခွာလိုက်တယ်ပေါ့။ဒါပင်တော်ကိုဆုတ်လိုက်ပင်တော်ကိုဆုတ်လိုက်တယ်။အဲ့တော့ဘာပြောပြောအကုန်လုံးလက်လက်ခရံဆုံးရှုံးမှုမရှိဘဲနဲ့လွတ်သွားတယ်ပေါ့ဗျာနော်။လွတ်သွားတယ်။ပင်တော်မှာဆုတ်လိုက်တယ်။အဲ့ချိန်မှာချိန်ပြီပါပဲ။နော်။အဲ့ကကကြီးရရောဒီဘုတ်တမောင်ရနမကတိုင်မူရရောအကုန်လုံးတမတဲ့တမမခုတ်ကူတမရရောအကုန်လုံးပူပေါင်းပြီးမှ တတိယတင်ကြီးတယ်လုလိုက်တဲ့အတွက်ကြောင့်လူတို့တွေဒါတော်တော်များများသေတယ်ပေါ့ဗျာတော်တော်များများသေတဲ့ခဏနေမှာဒါစစ်ပူလာတဲ့စစ်ကြောင်းလာတဲ့အခါမှာအဲ့ဒီရောက်သွားရှင်းတယ်အဲ့ဒါဆိုရင်အဲ့တိချော်ကုန်းရောက်မှလူတွေအိမ်တွေပုံပြီးရှုပ်တယ်ပုံပြီးရှုပ်ပခက်တယ်အေးတော်တော်များများဒီအကုန်လုံးမရှုပ်တယ်ပေါ့ဗျာအများကြီးတော်တော်များများတဝက်လောင်လောင်သွားတယ်ပြောရမှာနော်တဝက်လောင်ဒီပြုစစ်နဲ့ပတ်သက်တဲ့အိမ်တွေတော်တော်များများလည်းအကုန်လုံးကူးပြီးမှအကုန်လောင်သွားတယ်အဲ့လိုမီးလောင်သွားပြီးမှာကတော့နောက်နေကြတော့ချစ်ချစ်လင်ငညာတို့ရဲ့စေချောင်းရောက်တော့နောက်နေကြတော့တွားရှင်တယ်အဲ့မှာအလောင်း40ရာ PDA အလောင်း40 နော် BDI အလောင်း40ရဲ့လက်နက်ကတော့10လက်ပဲရတယ်လက်နက်ကလက်နက်က10လက်အဲ့တော့ဇက်တိုက်ဇက်တိုက်ရှင်းတယ်ဗျာဇက်တိုက်ဇက်တိုက်တွားပြီးမှကိုတုံးနေတယ်အဲ့ဒါပြီးတော့တို့လက်ရှိမနေ့ကတည်းကဆိုရင်တီစောင်းကြနေတဲ့တီကြောက်ရွာအတီကြောက်ရွာကိုလည်းတို့တို့ဒီတက်မလို့ပြည်သူစေအကုန်လုံးပူပေါင်းပြီးမှရှင်းလင်းတယ်ဒါအချားရပါလေအခုအညာသူပိုင်းပေါ့အခွေရရင်းရွာပြစ်ဒါကတော့ PDF ဒီအင်းအားအတောင်ဆုံးနေရာလို့ပြောလို့ရတယ်အဲ့ဒီမှာပဲစူးစိကြတယ်အဲ့ဒီမှာပဲနေကြတယ်ခွေရရင်းရွာပြစ်ဆိုတာကတော့ဒါတော်တော်များများ လူတိုင်းသိတယ်ပေါ့ဗျာဒီခွေရတွင်ရွာတင်းနဲ့ပတ်သက်ပြီးတော်တော်များများတော့သိတယ်အဲ့ဒီမှာတော့တော်တော်များများလဲဆုကြတယ်เนาะတော်တော်ကြီးကိုအဲ့ဘက်မှာတော့ဦးစင်းတို့လည်းအဲ့နာခွေရတွင်ရွာခွေရတွင်ရွာတွေ့တို့တဖန်အဲ့နာမှာတဖန်ကြောက်တို့တော်တော်များများကြအဲ့နာမှာဇီဘူကိုဇီဘူကိုတော့ကတော့အရမ်းတော့နဲ့ဒီရွာတစ်တို့မှာဆိုလို့ရှိရင်တော်တော်များများဒီကြောက်ကာတို့ရွာတစ်တို့เนาะခွေရရွာတစ်နဲ့ခွေရတွေကတခုတည်းပဲเนาะအဲ့မှာ PDF တော်တော်များများစုဆောင်းတဲ့ရွာတွေပေါ့ဦးစင်းကိုယ်တိုင်လည်းဒါနမခါကိုပို့ထားတာရှိတယ် နော်ဥစဉ်ကိုလည်းနမကဟိုဒီလူဒီရွာတွေနဲ့ပတ်သက်တဲ့ဒီအကျန့်ဖက်တီတောင်းကျန်းနဲ့ရွာတော်တော်များများကိုဥစဉ်ပို့ထားတာဗျာနော်အများကြီးပဲအဲ့တော့အခုကြတော့သူတို့တွေအောလာတယ်ဗျာမအောလာတယ်လဲဆိုလို့ရှိရင်တမတော်ကနေတဲ့ရွာတွေကိုပြီးစုလို့တဲ့တမတော်စီကြောင်းကနေပြီးမာတဲ့ဟိုကလက်တက်ကြီးတွေနဲ့ပြစ်လို့တဲ့ရွာတွေကိုအဆင်မပြေဖဲနဲ့တဲ့ပြစ်လို့လေဗျာကမင်းလည်းလုပ်ပါမလဲဟမ်ဘယ်လိုလုပ်ပါမလဲဘာပါလို့ရမလဲအဆင်မပြေဖဲနဲ့တမတော်စီကြောင်းကနေရွာတွေကိုပြစ်လို့တဲ့ဗျာအဆင်မပြေဖဲနဲ့အဲ့ဒီနာမှာအကြမ်းဖက်မရှိဘဲနဲ့ရွာတွေကိုဘယ်သူက လုံမှာလဲဘသူကပြစ်မှာလဲဒါလည်းခမားတို့တွေ့ဖို့တော့ပြည်သူများအားလုံးသိအောင်ဦးစင်းရမကွေတိုင်းပေါ့မြူနယ်တောင်ပိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ် တော်လန်ရေးတပ်ဖွဲ့တွေစိုးမိုးရာပေါ့မြူနယ်ရဲ့တောင်ဘက်ချမ်းကိုစစ်ကောင်စီတပ်ကဒေသတွင်းပြည်သူစစ်တွေနဲ့ပေါင်းပြီးအင်အားလေးရဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။9ရက်နေ့ကတနေကုန်ပဲ6ရက်နေ့မနက်ကလည်းဆက်ဖြစ်ပြီးစစ်အုပ်စုဘက်ကအသေးပြောက်များတယ်လို့စစ်ရေးတရင်မြစ်ကပေါ့တောင်ပိုင်းတိုက်ပွဲအခြေအနေပေါ်ပြောပါရတယ်။ တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ထံကလက်နက်ခဲယမ်းတွေတင်စီရမိတာရှိတယ်လို့ပေါက်စိတ်ဖြူပူပေါင်းစစ်ကြောင်းရဲ့တပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။ဒါပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့စစ်ကောင်စီတပ်စစ်ကြောင်းအခြေအနေတွေကြောင့်ဖြစ်စစ်အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့ငင်းကဆိုပါတယ်။စိတ်ဖြူအခြေဆိုင်အမှတ် နှစ်ဆနှစ်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာနှစ်ဆနှစ်ကနေတမ69လက်အောက်ခံတရင်3ရင်းကအောက်တိုဘာ29ရက်ကစပြီးပောက်တောင်ဘက်ချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်တရင်3ရင်းပူပေါင်းထားတဲ့စစ်ကြောင်းကိုအောက်တိုဘာ31ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးရုပ်အလောင်းနဲ့လက်နက်ခဲယမ်းချို့ကိုတင်းရထားခဲ့ပါတယ် ဒါအပြင်အဲ့ဒီစစ်ကြောင်းကနေပဲနိုဝင်ဘာ၁ရက်ကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုပေါ့မြို့နယ်ပကဖကလက်နက်တွေနဲ့တကွဖမ်းဆီးရရှိထားပါတယ်။ဒီမနက်ထိနောက်ဆုံးသိရတဲ့စစ်ကောင်စီစစ်ကြောင်းကပေါ့မြို့နယ်အနီးဆုံးလို့ပြောရမယ့်ကြားတိုက်ရွာကိုရောက်ပြီးကြားတဲ့လူပေါ့မြို့နယ်ကကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်။လက်ရှိစစ်ရေးအရာပေါက်စိတ်ဖြူလမ်းပိုင်းကိုရဲအကန့်အသတ်မရှိပိတ်ထားတဲ့လူတော်လန်ရေးတပ်တွေကထုတ်ပြန်ထားတယ်။ပြောပြချင်ပါတယ်ဗျာနော်။ဒါပြည်သူများသိအောင်ပြောပြချင်ဖြစ်တယ်။ အဲ့မှာဦးဇင်းတို့ PDF ရွာနေဆိုလို့ရှိရင်တောင်မြေတို့ခွေးရတွင်ဘရောကန်သင်ရှိတင်ညီနောင်ကြားပြကန်တိကျောက်ကျောက်ကားဘိုမဲအင်းငယ်တောင်လက်ပံလဘိုကုန်းဘိုကုန်းကတော့ PDF စခန်းပေါ့ဗျာနော်ဒဇူးတောင်ဘက် PDF စခန်းတယ်ဖီလေလံမုံကုန်းစခန်းလမင်းကောင်းတမယာစေစေကုန်းနော်ဒါတကယ် PDF တွေအင်းအားတောင်တဲ့ကြွာတွေပေါ့နော်ကြွာတွေရတယ်ကပြိုးဆိုတာလည်းကပြိုးကတော့လည်းပြင်ပါကြီးပဲနော် အဲ့ဒီမှာအစိုးဆုံးကဒီခွေရရွဲ့လို့ဆိုလို့ရှိရင်တော်တော်ဆိုးတာဗျနော်ဆူဆောင်းတာလည်းခွေရရွဲ့ရွာတိမှာပဲဆူဆောင်းတယ်ပေဟားများလာကလည်းခွေရရွဲ့ရွာတိမှာပဲများတယ်ဒီကြောက်ပြကန်တို့အစိုးဆုံးနေရာတွေပေါ့နော်အဲ့မှာခွေရရွဲ့တို့ကြောက်ပြကန်တို့ကြောက်ကာတို့ဘိုလ်ကောပီရီယာစခန်းတို့တူးတောင်ပဲအကုန်လုံးပေါ့ဗျဒါတော်တော်များများဆိုးတဲ့ရွာတွေတော်တော်များများဆိုးတဲ့ရွာတွေဒီနော်တော်တော်များများဆိုးတဲ့ရွာတွေအခုကြာမှာတို့တို့ဒီရွာတွေကိုဖတ်မလို့ကနေစစ်ကြောင်းကတော့များတယ်တော်တော်များတယ်အင်အားထောင်အားလောက်ရှိတယ်နော်အင်အားထောင်အားလောက်ရှိတယ်ပစ္စည်းပစ္စည်းကသုံးသုံးလေးလေးရှိတယ်ရှိတဲ့အခါကျတော့ ပြည်သူတွေကိုတတ်မလို့ခံနေလို့ပါပြီတဲ့ပြည်သူတွေကိုတတ်မလို့အပြစ်မဲ့ပြည်သူတွေကိုတဲ့ဩအပြစ်မဲ့ပြည်သူတွေကခင်ဗျားတို့ဝင်ကျုံနဲ့တချို့ကိုမိချိုလိုက်တော့ကဝင်ကျုံကအသက်80ကျော်ဖွားကြီးကိုတတ်တော့အသက်80 90ကျော်ဆရာတော်ဘုန်းကြီးကိုဖမ်းသွားတော့ကအသက်ကြီးတဲ့သူတွေဖမ်းဆီးသွားတော့ကခင်ဗျားတို့ကအဲ့ဒါပြည်သူမဟုတ်ဘူးလားပြည်သူစီရွာထဲမှာရှိရနေပဲခင်ဗျားတို့ကအဲ့ဒီလူကဒလန်ဖြစ်ရောလားပြည်သူစီဘတ်တဆာရွာထဲဘလောက်ထားနေပဲအဲ့ဒီရွာမှာနေတဲ့သူတွေအကုန်လုံးကတတ်မလို့ထောက်ခံသူဖြစ်ရောလား ။လေအဲ့လိုကမုံတရားချင်းမကျေနပ်လို့လုံချင်းဆိုလို့ရှိရင်ခင်ဗျားတို့အဲ့တချို့ကုန်းရွာဘူးလို့တစ္ဆာပေါ့ကနေမှအချင်းဆောင်မှရွာတွေကိုအရင်ဝင်လာတယ်။အဲ့သူ့ရဲ့ညီကိုမောင်နှမတွေတူညိုးတွေရွာတွေရှိရအဲ့ပြည်သူစီတွေကဘာလုပ်လို့လဲ။ဘာလုပ်လို့လဲ။အတူနေနေရတယ်ဘာလုပ်လို့လဲ။နင့်နာကိုဘာပြောလို့လဲ။ချစ်ရရင်ဘာပြောလို့လဲ။ဒီလိုလိုပဲ။ဒါဆိုတော့ဆုံးဆုံးဘာလုပ်လဲ။ဘာမှမပြော။ဟုတ်။အဲ့ဒါလည်းကျွန်တော်လည်းချစ်တဲ့ရောပွားကြီးတွေအဲ့တနက်ကင်နိုင်လို့လား။ဘာလုပ်နိုင်လို့လဲ။သူတို့ကတော့အင်းစင်စင်ဖုံးကြမှလည်းနှက်တော့ကုတ်ဖမ်းသွားတယ်။နေရာရင်နဲ့နေရာရင်နဲ့ဥတက်သွားတယ်။ ဘယ်လောက်ရှင်းတာညာကောင်းလဲအခုကြမှာတက်ကတော့ကဘာလုပ်ပါလဲညာလုပ်ပါလဲသူကြောင်းထုတ်ပြီးအိမ်နေပြီးချိုပါလဲအာပီဒီရဟိုရပြည်သူတွေကိုလုပ်နေပါလဲစစ်မဖြစ်ဖဲနဲ့ဘာလဲလို့စစ်မဖြစ်ဖဲနဲ့စစ်မရှိဖဲနဲ့တက်ကတော့ကဘယ်သူမှဖင်ရပြီးမအားရရမလားအဲ့လိုမြင်မြတ်ထားပါနော်မော်နဲ့မော်နဲ့ကြလားဖန်နိုင်ရှိအောင်ခမ်းအဲ့တော့ကိုယ်လည်းကြရဲမော်နယ်လို့ဦးဇင်းပြောပြီးပဲအေးရရနေပါငဲရရနေပါအတိတရားရှိကြတော့ပါနောက်နောက်ရကြတော့ပါလို့ပြောတယ်လေပြောတယ်လေမဖြစ်နိုင်ဘူးနော် အများတို့ညာသားတွေထိုးချဖန်နေရတာဖိုးကျိုးခံနေရတာအကုန်လုံးဒီဘူလဲရလားဘာလဲရလဲဟုတ်လားအကုန်လုံးနဘောက်တို့အကုန်စဆရအကုန်လုံးကောင်းတရအဲ့မှာမရှိဘူးခင်ဗျားတို့စစ်တိုက်တဲ့နေရာတို့ဥစားပြီးမပါဘူးဓာချတဲ့နေရာတို့မပါဘူးဝိုင်းတွဲနဲ့ပြီးရတဲ့မှာတို့မပါဘူးနော်တို့တို့မပါဘူးအဝေးကြီးကနေခင်ဗျားတို့ခိုင်းစားနေအဝေးကြီးကနေပိုင်ပြတာအဲ့ဒီလူတွေကခင်ဗျပေါက်နေတာတွေမဟုတ်ဘူးနော်နဘောက်တို့ကပေါက်နေလက်ရာတို့ကလည်းပေါက်နေတာတွေမဟုတ်ဘူးအဲ့တော့အရင်ခံလက်ရက်တို့ကတော့ဆန်ရတာပေါ့ဗျာဟုတ်လားပေါက်မှာထွက်တဲ့ရေတံလေးတွေ ောက်မှာပြည်သူတွေစက်မရှိမှမရှိမှစာကြေးကောက်တဲ့အရာလေးတွေဟောထိုင်းရနေဝိုင်းရင်ပြပါထောက်ဖို့ထောက်ပံ့တဲ့ဟာတွေယူပြီးမှသူတို့တရားပဲသူတို့လုပ်နေတာပြည်သူကာကွယ်ရေးခင်ဗျားတို့ဘသူကကာကွယ်လို့လဲချစ်တော်သူတို့ကပဲလာတော့ဟိုကတကယ်တည်းလေရင်လဲလာရောဟိုအဲလာရောသူတို့ကအရင်ပြေးတာဟုတ်လားဒါကိုတိစေချင်လို့ပေါ့ကိုတော့မေတ္တာစေရနာနဲ့ပြောပြကြည့်ချစ်တယ်သူ့မျိုးနဲ့ကိုချုပ်ချစ်တယ်သူ့ပေါင်းမျိုးကိုချုပ်ချစ်တယ်ချစ်လို့ပဲကြောက်ထိုက်တယ်လို့အတီတရားရှိအောင်ကြောင့်မန္တာပြောပေးတရားဒါကိုတဘောပေါက်ဖို့လိုပါတယ်ကနော်တဘောမပေါက်ရင်တော့ကိုယ်တိုင်းနဲ့ကိုယ်ကံပေါ့ဗျာဒါနဲ့လူကြောင်မအော်နဲ့မအော်နဲ့နော်အဲ့လိုအော်မာတိလို့ဦးစင်းက ကြိုကြိုပြောခဲ့ခြင်းဖြစ်ပါတယ်ဗျာ။